လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ခဲ့ရတာဟာအစိုးရနဲ့တပ်မတော်ချိတ်ဆက်မှုအားနည်းနေတာကြောင့်လို့ပြည်နယ်လွှတ်တော်အမတ်ကမှတ်ချက်ပေးပါတယ်။ဦးမျိုးစော်လင်းသတင်းပေးပို့ထားပါတယ်ခင်ဗျာ။နောက်ထပ်စကြောခုနှစ်အစိုးရတိလက်ဆက်အတွင်းရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်အတွင်းမှာတိုက်ပွဲတွေဖြစ်ခဲ့တဲ့ပေါ်ရှမ်းပြည်နယ်မြောက်ပိုင်းပြည်နယ်လွှတ်တော်အမတ်တူကခုလိုတုံ့သက်ပြောဆိုလိုက်တာပါ။ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နဲ့ဒီအစိုးရနဲ့ဆိုလို့ရှိရင်ပြည်တော်စုအဆင့်တွေတို့ငင်းချမ်းရေးစာချုပ်လက်မှတ်အရေးထိုးတာရှိတယ်။ သူတို့ဒီမှာနေတာလည်းပဲတီးကြတယ်ဘာကြောင့်ဒီလိုမျိုးထိုးစစ်ဆင်ပြီးတော့မှတိုက်ခိုက်ကြလဲကျွန်တော်တို့လည်းတိတ်ပြီးတော့အကြောင်းရင်းရှာလို့မရဘူးကျွန်တော်မြင်တာကတော့ဒီအစိုးရတက်ပေါ့လေသူတို့ငင်းချမ်းရေး27ပင်လုံးကြီးလာခံသူတို့စူးစမ်းမယ်ငင်းချမ်းရေးဖြစ်နိုင်တော့တိုက်ပွဲကိုအရင်ရက်ပြီးမှဒီလုပ်ငန်းဆလုပ်ရတဲ့ကာဏပေါ့လေကျွန်တော်မြင်တာကတော့အစိုးရနဲ့တက်မတော်တဲ့နည်းနည်းလေးဟောပေါ့လေအချိတ်ဆက်မှုအားနည်းနေတယ်နည်းနည်းနားလည်မှုအလုတ်ကင်ပိုင်းမှာဒီထက်ပိုပြီးတော့ညှိနှိုင်းတင်တယ်လို့ကျွန်တော်ပဲ အဲ့လိုပဲမြင်တယ်တိုင်ပွဲတွေဖြစ်နေတဲ့အဖွဲ့တွေအနေနဲ့တနင်္ဂနွေလောက်ပြစ်ကတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA မှာပါတဲ့နိုင်ငံရေးလမ်းမြမြေပုံအတိုင်းလှုပ်ဆောင်မှုလိုတယ်လို့ပို့အမျိုးသားလုံးမြောက်ရေးဖွဲ့ချုပ်နိုင်ငံကပြောပါတယ်နှစ်ဖက်ပြောတာတော့ရှိပါတယ်ကျွန်တော်တို့တော့ဘာမှမပြောလို့ပါဘူးသို့တော်လည်းပဲဒီ NCA ရဲ့ပြဋ္ဌာန်းချက်အရဆိုရင်တော့ကျွန်တော်တို့ကအာပြည်နယ်အဆင့်ပြည်ခရရဆယ်ရေးပြည်တော်စုပြည်ခရရဆယ်ရေးနောက်အမျိုးသားအဆင့်ပြည်ခရရဆယ်ရေး ဒီ NCA အဆင့်တွေကိုအပြစ်ခရစေအဆင့်တွေကိုဖြတ်ကျော်ပြီးတဲ့အချိန်မှာနိုင်ငံရေးဆွေးနွေးပွဲတခါကြီးရပွင့်ပြီနိုင်ငံရေးဆွေးနွေးပွဲမှာ၃နှစ်ကြာကြာ၅နှစ်ကြာကြာဟာလား၁၀နှစ်ပဲကြာကြာဆွေးနွေးခြင်းအဖြစ်နိုင်ငံရေးအဖြေရှာမယ်အဲ့ဒီမှာဖက်ဒရယ်ပြည်တော်စုတည်ဆောက်တမန်တော်ဘက်ကတော့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TILA, MNDAA နဲ့ AA အဖွဲ့တွေကိုငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်ဖို့မတင်ဘူးလို့ပြောဆိုထားပါတယ် ဒီလိုပြောဆိုပြီးနောက်မြောက်ပိုင်းလက်နက်ကင်တပ်ပေါင်းစုဖြစ်လာနိုင်ွယ်ရှိတယ်လို့တိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေကပြောဆိုသုံးသပ်ကြပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့မြမတက်မတော်နဲ့ရှမ်းပြည်တက်မတော်မြောက်ပိုင်းမြမတက်မတော်နဲ့တောင်ပလောင်တက်မတော်ရှမ်းပြည်တက်မတော်တောင်ပိုင်းနဲ့တောင်ပလောင်တက်မတော်တို့တိုက်ပွဲတွေတည်တည်ပြပွားနေတာကြောင့်ဒေသခံတွေစစ်တမ်းလွတ်အောင်ပုံအောင်ထွက်ပြေးနေကြဆဲဖြစ်ပါတယ်ကျွန်တော်မျိုးစော်လင်းပါ